အခုဒီ9လရှိနေပြီဆိုတော့နောက်ထပ်9လပဲကျွန်တော်တို့သူအချိန်ကြံတော့တယ်နောက်ထပ်9လအတွင်းမှာ NUG အနေနဲ့ဒီပြေမထဲကိုချိုးဖောက်ဝင်ရောက်နိုင်မလားအဲ့လိုချိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက်အခုလက်ရှိ PDF တွေကို NUG အနေနဲ့ဒီလက်နက်ခဲယံတက်ဆင်ပေးမှုဘယ်လောက်ထိလုပ်ထားပြီးပြီလဲအခုလက်ရှိ PDF တွေမှာဒီစစ်ကောင်စီကနယ်မြေရှင်းလင်းရေးထိုးစစ်ဆင်လာရင်ဒီစစ်ကောင်စီတပ်ကိုခုခံတော်လှန်နိုင်မဲ့လက်နက်အင်အားကြီးစံအင်အားငွေကြေးအင်အားဘယ်လောက်ရှိပြီလဲ ။ NUG က PDF တွေကိုလက်နက်တွေဘလောက်တက်ဆင်ပေးထားပြီလဲ။အရင်ရေးကြည့်တယ်နော်။ခုနကကျွန်တော်ပြောတယ်လေ။နိုင်ငံရေးမှာအမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာမရှိဘူး။ကောင်းဆောင်ချင်းချင်းအပေးယူတဲ့အချိန်မှာမိတ်ဆွေဖြစ်ပြီးတော့မှအပေးယူမတဲ့တော့ရင်အချိန်မရွေးရန်သူဖြစ်တယ်။အဲ့တော့ပြောချင်တာကစစ်တပ်နဲ့တိုင်းရင်းသားကောင်းဆောင်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ရန်သူဆိုပေမဲ့စစ်တပ်ကသူတို့ဂျင်နဲ့လောက်အောင်ပေးပြီးတော့စီးယုံလိုက်ရင်တိုင်းရင်းသားတွေကဂျင်နဲ့သွားရင်စစ်ပွဲကို ရက်လိုက်မယ်အဲ့လိုစစ်ပွဲကိုရက်လိုက်ပြီးဆိုရင်ဒီဘက်ကຫນွေဦးတော်လှန်ရေးမှာပါလာတဲ့ PDF တွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဘလို့ရှစ်ဆက်ရက်တည်မလဲဒါစဉ်းစားစရာနော်အဲ့ကျွန်တော်တို့မှအချိန်၅လပဲကျန်တော့တယ်အဲ့ဒါကြောင့်ကျွန်တော်ကိုအတိတဲ့လူတွေဆိုရင်သိမယ်လွန်ခဲ့တဲ့2023ခေတ်ကကျွန်တော်အမြဲတမ်းပြောတယ် PDF တွေကိုယ်တိုင်ဖောက်ထွက်နိုင်မှဒီတော်လှန်ရေးကိုအနိုင်ရမယ် UNG ကအခုဘလောက်ထိပြင်ဆင်ထားပြီလဲစစ်ကောင်စီကမကြခင်ရွေးကောက်ပွဲလုပ်တော့မယ်ကျွန်တော်မှ၅လပဲအချိန်ကျန်တော့တယ် တော့စစ်ကောင်စီကထိုးစစ်ဆင်လာတဲ့အခါအခုတောင်ထိုးစစ်ဆင်နေတယ်လေနော်အခုဒီတလားနှလားအတွင်းမှာတင်ကိုစစ်တပ်ကတနိုင်ကန်လုံးကိုလေရင်နဲ့ဘုံတွေပတ်ကျဲတာကျဲတဲ့ညဘုံကလည်းပေါင်900ရဘုံကြီးပဲကျဲတာနော်အဲ့တော့နောက်ထပ်၄လ9လဆိုရင်စစ်တပ်ကသူရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်နယ်မြေရှင်းလင်းရေးတွေကိုတနိုင်ကန်လုံးလုပ်မှာအထူးတစ်ဖြစ်ဒီပြေမပေါ့နော်ဒီဗမာပြေမကိုအဓိကဦးစားပေးပြီးလုပ်မှာအထူးတစ်ဖြစ်ဒီစကိုင်းမကွေးအညာပေါ့ရန်ကုန်မန္တလေးမှာတော့ UG တောင်မရှိတော့ကုံသွားပြီးစစ်တပ်ကဖြိုခွင်းလိုက်တာကုံသွားပြီးရန်ကုန်မန္တလေးမှာတော့ UG တောင်မရှိဘူးစိုးရင်ကြာမရှိဘူးအဓိကတော့ဒီအညာအညာသားတွေ အညာသားတွေအညာ PDF တွေအတွက်အရန်ကို NDA ကြီးနေပြီအဲ့တော့ဒီ9လအတွင်းမှာ NUG ကဒီဓမ္မပြည်မအแทကိုထိုးပေါက်မြို့သိမ်းတိုက်ပွဲစစ်နှွဲနိုင်မလားဝင်ရောက်ထိန်းချုပ်ခြေကုပ်ယူနိုင်မလားအဲ့ဒါလို့မှမယူနိုင်ဘူးဆိုရင်ဒီ PDF တွေဘယ်လိုလုပ်မလဲနောက်မှစစ်တပ်ကရုပ်ကပွဲလုပ်မယ်သူတို့ချိုးတဲ့စီစဉ်ထားတဲ့အတိုင်းတက်ကန်ခွင့်ပြုရေးကအာဏာရမယ် ကြက်ခံခွေးဖြိုးရေးအာဏာရတာနဲ့စစ်တပ်အာဏာရတာနဲ့အတူတူပဲဖြစ်တယ်ဒီ၅လအတွင်းမှာမှ NUG ကမြို့သိမ်းတိုက်ပွဲမစင်နေနိုင်ဘူးနော်ရန်ကုန်မန္တလေးကိုမရောက်လာဘူးဆိုရင်တိုင်းရင်းသားနဲ့စစ်တပ်နဲ့ကအပြစ်ခတ်ရက်ဆဲသွားရင်ဒီ PDF တွေမှာပြေးစရာမြေမရှိအဖေခေါ်စရာမရှိဖြစ်သွားလိမ့်မယ်အရန်ကြီးကြီးတယ်နော်ဒီချစင်းသားပါအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG အနေနဲ့ရွေးကောက်ပွဲမကျင်းပမီအညာက PDF တွေအတွက်လက်နက်အင်အားဖြည့်တင်းမပေးနိုင်ရင် PDF တွေဘဝပြည့်စရာမြင်မရှိဖြစ်သွားမယ်လို့သတိပေးသုံးသပ်ချက်ကိုတင်ဆက်ပေးခြင်းပါတယ်ရွေးကောက်ပွဲကျင်းပဖို့ကလုံးဆုံးဖြစ်နေဆောင်ရွက်နိုင်နေဆိုပြီးစစ်ကောင်းဆောင်ပြောလိုက်ပါပြီရွေးကောက်ပွဲကျင်းပဖို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလုံးရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်နေဆိုပြီးစစ်ကောင်းဆောင်မင်းအွန်လိုင်းကမနေ့ကအစည်းအဝေးမှာပြောဆိုခဲ့တယ်လို့သိရပါတယ် ဥပဒေတွေကိုချိန်ထိုးကြည့်ရမှာရွေးကောက်ပွဲကိုအထမြောက်အောင်ဆောင်ရွက်နိုင်တာကိုတွေ့ရကြောင်းရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ခံအစိုးရနဲ့နိုင်ငံအရေးဆောင်ရွက်တာဟာနိုင်ငံအတွက်အကောင်းဆုံးဖြစ်တယ်လို့သူကဆိုပါတယ်အဲ့ဒီအစည်းအဝေးမှာစစ်ကောင်းဆောင်က2008ခြေဦးနဲ့အညီနိုင်ငံကိုတာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီးပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေရှောက်လိုက်ရမှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကျင်းပရမယ်လို့ပြောဆိုခဲ့ပါသေးတယ်။နောက်ပြီး2015ခုနှစ် ် NLD ဆိုရလက်ထက်မှာစစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းခဲ့ပေမဲ့အရေးကြီးတဲ့ကာလတွေမှာကလုံစည်းဝေးလုံးဝပြုလုပ်တာမရှိသလိုဥပဒေနဲ့မညီတဲ့ကိစ္စများစွာပြုလုပ်ခဲ့တယ်လို့သူကစွပ်စွဲထားပါသေးတယ်။ဒါအပြင်ဦးသိန်းစိန်အစိုးရတပ်တန်းနဲ့ NLD အစိုးရတပ်တန်းမှာ ကုန်သွယ်ရေးလုံငွေ25ဘီလီယံခန့်ရှိခဲ့ကပြပအကူအညီတွေချေးငွေတွေနဲ့ကုန်သွယ်မှုကလွယ်ပြီးဝင်ငွေတွေနဲ့ဖြည့်ရှင်းခဲ့တယ်လို့ပြောဆိုထားပါတယ်1988ခုနှစ်ကတည်းကပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းဖို့စစ်တပ်ကကြီးညာခဲ့ကဗိုလ်မှူးကြီးဟောင်းတင်မောင်ရေးသားတဲ့တိုင်းပြည်ကနုနုမုံတိုင်းကထန်ထန်ဆိုတဲ့အတိုင်း အဲ့ဒီအချိန်ကဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဆိုပြီးစစ်ကောင်းဆောင်ကထဲသွင်းပြောဆိုခဲ့ပါတယ်။နိုင်ငံအနှံ့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ရေးရှုံးနေနေတဲ့စစ်ကောင်းဆောင်ဟာနိုင်ငံရေးထွတ်ပေါက်တစ်ခုအနေနဲ့ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့ကြိုးစားနေတာနိုင်ငံရေးဂုံတိတ်ခါအရစန့်ကျင်ကြဖို့တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားတယ်လို့ဆိုပါတယ်။ဘလောက်အန္တရာယ်ကြီးတယ်ဘလောက်အရေးကြီးလဲဆိုတာအားလုံးသိတာထင်ရှားအောင်မြင်သာအောင်ကျွန်တော်ကပြောပြနေတာဖြစ်ပါတယ်။အဲ့ဒီတော့ ဒါစစ်တပ်ကသူ့ရဲ့အစီအစဉ်နော်ဒါသူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့အစီအစဉ်နော်ထွက်ပေါက်မဲ့နေတဲ့စစ်တပ်ရဲ့နောက်ဆုံးထွက်ပေါက်ကရွေးကောက်ပွဲပဲအဲ့နော်အဲ့ဒီရွေးကောက်ပွဲလုံးနိုင်ဖို့ဆိုတော့သူကနေနေရှင်းလင်းရေးကိုလုပ်ဖို့လုပ်ရမယ်အဲ့လိုလုပ်ဖို့အတွက်ဆိုရင်အရန်ကိုအန်တရကြီးတယ်နော်သူ့မှာရှိတမျှစစ်တီလက်နဲ့အင်အားကိုအကုန်ထုတ်သုံးမှာနော် PDF တွေကိုသူကရှင်းလင်းရေးလုပ်ရမယ်အဲ့ဒီတော့ဒီဘက်မှာကျွန်တော်တို့အပိုင်းနှစ်ပိုင်းရှိတယ်ဒီတော်လန်ရေးမှာဆိုအပိုင်းနှစ်ပိုင်းရှိတယ်တိုင်းရင်းသားနယ်မြေတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေနဲ့ဒီ NUG PDF ပေါ့အပိုင်းနှစ်ပိုင်းရှိတယ် ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲနိုင်ငံရေးမှာဘက်တော့မှဒီအမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာမရှိဘူးဒီဒီဒီနိုင်ငံရေးသမားတွေအချင်းချင်းနိုင်ငံရေးခေါင်းဆောင်အချင်းချင်းအပေးယူတဲ့တဲ့အချိန်မှာမိတ်ဆွေဖြစ်ပြီးတော့မှအပေးယူမတဲ့တော့တဲ့အချိန်မှာရန်သူဖြစ်သွားတတ်ကြတယ်အဲ့တော့နိုင်ငံရေးမှာဘက်တော့မှအမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာမရှိဘူးအဲ့တော့စစ်တပ်ကသူတနိုင်ငံလုံးကိုနေမြေရှင်းလင်းရေးမလုံနိုင်ရင်တောင်မှဒီ ဗမာပြည်ပြည်မကိုသူနေနေရှင်းလင်းကြီးလောက်ရမယ်အ ਨੇ ဆုံးတော့ပြည်မမှာရှိတဲ့မြို့ကြီးတိုင်းမြို့ကြီးတိုင်းမှာတမျိုးကိုအ ਨੇ ဆုံးမဲယုံတယုံတော့သူထားနိုင်မှစစ်ကောင်စီရဲ့ရွေးကောက်ပွဲကအောင်မြင်အထမြောက်မယ်ဗျာအဲ့တော့ဒီဗမာပြည်ပြည်မဆိုဘယ်နေရာရှိမလဲရန်ကုန်မန္တလေးနေပြည်တော်စကိုင်းမကွေးနဲ့เนาะစကိုင်းမကွေးဒါဒီဒီပြေမပေါ့နော်အထူးပြည်ဒီပမာအများစုရှိတဲ့အဓိကဒီမြန်မာနိုင်ငံရဲ့ဩဇာအာဏာ တည်ရှိမှုဒီကအုပ်ချုပ်ရေးမျိုးတော်စီးပွားရေးမျိုးတော်တွေကိုစစ်တပ်ကအ ਨੇ ဆုံးတမျိုးကိုမဲယုံတယုံနောက်ကတော့အ ਨੇ ဆုံးလုံနိုင်ဖို့လိုအပ်တယ်အဲ့ဒါလိုလုံနိုင်ဖို့သူကစစ်တပ်ကနေမြင့်ရှင်းလင်းရေးတွေလုပ်မယ်အခုလက်ရှိ PDF တွေထိမ့်ချုပ်ထားတဲ့နေရာ ਨੇ ဆုံး ਨੇ ပြားတွေကစားသူကလိုက်ပြီးတော့မှထိုးစစ်တွေဆင်မယ်အဲ့လို ਨੇ ဆုံး ਨੇ ပြားကိုထိုးစစ်ဆင်ရင် PDF တွေကတိုင်းရင်းသားနေမြေဘက်ကိုစုတ်ခွာရမှာပေါ့ဗျာနော်အဲ့တော့လက်နက်အင်အားလူအင်အားအရာ PDF ကစစ်တပ်ရဲ့ ထိုးစစ်ကိုမခံနိုင်ရင် PDF တွေကတိုင်းရင်းသားနယ်မြေတွေကိုစုတ်ခွာပေးရမှာပေါ့အဲ့လိုစုတ်ခွာသွားရင်စစ်ကောင်စီကတိုင်းရင်းသားဒေသတွေကိုရွေးကောက်ပွဲမလုပ်ဘူးဒီ2025မှာတိုင်းရင်းသားပြည်နယ်တွေကိုစစ်ကောင်စီကရွေးကောက်ပွဲမလုပ်ဘူးဒီပြည်မမြို့ကြီးတွေလောက်ကိုပဲရွေးကောက်ပွဲလုပ်မယ်အဲ့ဒါဆိုရင်ရွေးကောက်ပွဲလုပ်လိုက်ပြီဒီမှာဒီဘ ਹੁ အစိုးရ တက်လာပြီပေါ့နော်ကြက်ခံဖွံ့ဖြိုးရေးကတော့ဗဟုအစိုးရဖြစ်ပြီအဲ့ဒါဆိုတိုင်းရင်းသားနယ်မြေနဲ့နော်တိုင်းရင်းသားနယ်ဗဟုအစိုးရနဲ့ဘလို့ပေါ့မလဲအဲ့ဆိုခုနကစကားနဲ့ကျွန်တော်တို့ပြန်ဆက်ရရင်နိုင်ငံရေးမှာအမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာမရှိဘူးနော်ခေါင်းဆောင်ချင်းချင်းအပေးอยู่တဲ့တဲ့အချိန်မှာမိတ်ဆွေဖြစ်ပြီးတော့မှခေါင်းဆောင်ချင်းချင်းအပေးอยู่မတဲ့တဲ့အချိန်မှာရန်သူဖြစ်မယ်အဲ့တော့စစ်တပ်ကသူနိုင်ငံရေးထွက်ပေါက်ရဖို့အတွက် ဒီအ ਨੇ ဆုံးတော့ဒီပြေမတွေကိုမြို့ကြီးတွေကိုရွေးကောက်ပွဲလုပ်တယ်အဲ့ကနေပြီးတော့မှသူတို့ကြိုတင်စီစဉ်ထားတဲ့အတိုင်းစက်ခိုင်ဖွံ့ဖြိုးရေးပါတီကအနိုင်ရမယ်အစိုးရဖြစ်ပြီးပေါ့ဗျာစက်ခိုင်ဖွံ့ဖြိုးရေးပါတီအစိုးရဖြစ်ရင်ခုဘက်ကတိုင်းရင်းသားပြည်နယ်တွေကိုမရောက်နိုင်ကယာယီအပြစ်ခက်ရက်စဲလိုက်ပြီးပေါ့ဗျာအပြစ်ခက်ရက်စဲလိုက်ဘာလို့လဲဆိုတော့အခုမှအစိုးရအခုအခုမှစက်ခိုင်ဖွံ့ဖြိုးရေးပါတီကအစိုးရဖြစ်တယ်အစိုးရတက်လာမယ်အဲ့ဒါဆိုရင်အပြစ်ခက်ရက်စဲလိုက်မယ်ဒါဆိုတိုင်းရင်းသားပြည်နယ်နဲ့ဒီဘက်ကဒီ ြည်မအစိုးရနဲ့ဘလို့ပေါင်းမလဲဘလို့ပေါင်းမလဲဆိုရင်50 50ပေါင်းမလား80 30ပေါင်းမလား40 60ပေါင်းမလားဥပမာဗျာအလုံးနားလည်လွယ်အောင်ပြောရရင်ဒီရခိုင်နဲ့ဒီဘက်ကဒီဗမာအစိုးရနဲ့ပေါ့ဗျာနော်ဘဟုအစိုးရနဲ့မင်းတို့ရခိုင်ပြည်ကိုဒီကာလအတွင်းငါတို့ထိုးစစ်လဲမစင်ဘူးစစ်လဲလာမတိုက်ဘူးเนาะအဲ့တော့ဒီဘက်မှာဒီဒီအရက်သားအုပ်ချုပ်ရေးကိုငါတို့ဝင်ကြီးဌာနတွေခန့်မယ်လုံခြုံရေးနဲ့ဒီ ဒါနာအခွန်ကိစ္စတွေကိုမင်းတို့ရခိုင်ပြည်နယ်ရခိုင်လက်နက်ကင်တပ်ပဲအောက်ချုပ်ငါတို့ကဟုတ်လားနိုင်ငံသားကြီးကျမ်းမာကြီးပညာကြီးလောက်ပဲလက်ထားမယ်ငါတို့အပြစ်ခက်ရက်စဲမယ်မင်းတို့သဘောတူလားသဘောတူတယ်သဘောတူရင်ဒီအခွန်ခွဲဝေမှုနော်ဒီအခွန်ကိုဒီအဟိုအစိုးရကို60ပေးရမယ်ဒီရခိုင်ပြည်နယ်အစိုးရက40ယူနော်အဲ့ဒီလိုတွေအပေးယူလောက်လိုက်ရင်နောက်တက်လာမယ်ဒီရွေးကောက်ပွဲကဒီစစ်ကောင်စီကနေ ရွေးကောက်ပွဲကနေတက်လာမဲ့အစိုးရနဲ့တိုင်းရင်းသားတွေနဲ့ပြည်လဲသွားရင်ဒီຫນွေဥတော်နဲ့ရင်းမှာပေါ်လာတဲ့ PDF တွေဒါအားလုံးဒုက္ခရောက်ပြီးနော်တတိတရှာသွင်းနော်လေးလေးနက်နက်သွင်းနော်နိုင်ငံရေးမှာဘယ်တော့မှအမြဲတမ်းရန်သူအမြဲတမ်းမိတ်ဆွေဆိုတာမရှိဘူးအဲ့တော့တိုင်းရင်းသားခေါင်းဆောင်တွေအကုန်လုံးတိုင်းရင်းသားပြည်နယ်တွေအကုန်လုံးကသူတို့ရဲ့ရည်ရွယ်ချက်ကသူတို့ပြည်နယ်သူတို့ဒေသကိုသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ပဲရည်ရွယ်တာ ဒီဗမာပြည်မှာတမနာဖြစ်ဖို့ဗမာပြည်မှာအစိုးရဖြစ်ဖို့တို့မရည်ရွယ်ဘူးအဲ့တော့တို့လိုချင်တာကိုပေးတဲ့လူနဲ့တို့အဆင်ပြေတယ်သဘောပေါက်လားမသိဘူးအဲ့တော့ဒီမှာ PDF တွေတို့ဘလောက်အန်ဒီရများလဲဆိုတာပြောပြနေတာနော်ဒါကြောင့်မို့လို့အခုအခုဒီ9လရှိနေပြီဆိုတော့နောက်ထပ်9လပဲကျွန်တော်တို့အချိန်ကြံတော့တယ်နောက်ထပ်9လအတွင်းမှာ NUG အနေနဲ့ဒီပြေမထဲကိုချိုးဖောက်ဝင်ရောက်နိုင်မလား ဲ့လိုထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက်အခုလက်ရှိ PDF တွေကို UNG အနေနဲ့ဒီလက်နက်ခဲယမ်းတပ်ဆင်ပေးမှုဘယ်လောက်ထိလှုပ်ထားပြီးပြီလဲအခုလက်ရှိ PDF တွေမှာဒီစစ်ကောင်စီကနယ်မြေရှင်းလင်းရေးထိုးစစ်ဆင်လာရင်ဒီစစ်ကောင်စီတပ်ကိုခုခံတော်လှန်နိုင်မဲ့လက်နက်အင်အားကြီးစံအင်အားငွေကြေးအင်အားဘယ်လောက်ရှိပြီလဲ UNG က PDF တွေကိုလက်နက်တွေဘယ်လောက်တပ်ဆင်ပေးထားပြီလဲအရင်ရေးကြည့်တယ်နော်ခုနကကျွန်တော်ပြောတယ်လေ နိုင်ငံရေးမှာအမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာမရှိဘူး။ခေါင်းဆောင်ချင်းချင်းအပေးယူတဲ့တဲ့အချိန်မှာမိတ်ဆွေဖြစ်ပြီးတော့မှအပေးယူမတဲ့တော့ရင်အချိန်မရွေးရန်သူဖြစ်တယ်။အဲ့တော့ပြောချင်တာကစစ်တပ်နဲ့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ရန်သူဆိုပေမဲ့စစ်တပ်ကသူတို့ဂျင်းနဲ့လောက်အောင်ပေးပြီးတော့စီးယုံလိုက်ရင်တိုင်းရင်းသားတွေဘက်ကဂျင်းနဲ့သွားရင်စစ်ပွဲကိုရက်လိုက်မယ်။အဲ့လိုစစ်ပွဲကိုရက်လိုက်ပြီးဆိုရင်ဒီဘက်ကຫນွေဦးတော်လှန်ရေးမှာ ပါလာတဲ့ PDF တွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဘလို့ရှစ်ဆက်ရက်တည်မလဲဒါစဉ်းစားစရာနော်အဲ့ကျွန်တော်တို့မှာအချိန်၅လပဲကျန်တော့တယ်အဲ့ဒါကြောင့်ကျွန်တော်ကိုအတိတဲ့လူတွေဆိုရင်သိမယ်လွန်ခဲ့တဲ့2023ကတည်းကကျွန်တော်အမြဲတမ်းပြောတယ် PDF တွေကိုတိုင်းဖောက်ထွက်နိုင်မှဒီတော်လန်ရေးကိုအနိုင်ရမယ် NUG ကအခုဘလောက်ထိပြင်ဆင်ထားပြီလဲစစ်ကောင်စီကမကြခင်ရွေးကောက်ပွဲလုပ်တော့မယ်ကျွန်တော်မှာ၅လပဲအချိန်ကျန်တော့တယ် အဲ့တော့စစ်ကောင်စီကထိုးစစ်ဆင်လာတဲ့အခါအခုတောင်ထိုးစစ်ဆင်နေတယ်လေနော်အခုဒီတလတ်နှလားအတွင်းမှာတင်ကိုစစ်တပ်ကတနိုင်ကန်လုံးကိုလေရင်နဲ့ဘုံတွေပတ်ကျဲတာကျဲတဲ့ညဘုံကလည်းပေါင်နာရဘုံတွေကြီးပဲကျဲတာနော်အဲ့တော့နောက်ထပ်လေးလငါးလဆိုရင်စစ်တပ်ကသူရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်နယ်မြေရှင်းလင်းရေးတွေကိုတနိုင်ကန်လုံးလုပ်မှာအထူးသဖြင့်ဒီပြေမပေါ့နော်ဒီ မာပြေမကိုအဓိကဦးစားပေးပြီးလုပ်မှာအထူးတပြည့်ဒီစကိုင်းမကွေးအညာပေါ့ရန်ကုန်မန္တလေးမှာတော့ဟိုယူဂျီတောင်မရှိတော့ကုံသွားပြီးစစ်တပ်ကဖြိုခွင်းလိုက်တာကုံသွားပြီးရန်ကုန်မန္တလေးမှာတော့ယူဂျီတောင်မရှိဘူးစိုးရင်ပြာမရှိဘူးအဓိကတော့ဒီအညာအညာသားတွေအညာသားတွေအညာ PDF တွေတွက်အရန်ကိုအန်ဒီရဲ့ကြီးနေပြီအဲ့တော့ဒီ၅လအတွင်းမှာ NUG ကဒီဗမာပြေမအแทးကိုထိုးဖောက်မြို့သိမ်းတိုက်ပွဲစစ်နှွဲနိုင်မလားဝင်ရောက်ထိန်းချုပ်ခြေကုပ်ယူနိုင်မလားအဲ့ဒါလို့မှမယူနိုင်ဘူးဆိုရင်ဒီ PDF တွေဘယ်လိုလုပ်မလဲ ။နောက်မှစစ်တပ်ကရွေးကောက်ပွဲလုပ်မယ်သူတို့ကြိုတင်စီစဉ်ထားတဲ့အတိုင်းစက်ကန်ခွင့်ပြုရေးကအာဏာရမယ်။စက်ကန်ခွင့်ပြုရေးအာဏာရတာနဲ့စစ်တပ်အာဏာရတာနဲ့အတူတူပဲဖြစ်တယ်။နော်အဲ့တော့ဒါကရည်သူပလန်ပေါ့ဒီ2025အတွက်ရည်သူပလန်။ရေရှည်အစီအစဉ်အနေနဲ့စစ်တပ်ကဒီစက်ကန်ခွင့်ပြုရေးအာဏာရပြီးတဲ့နောက်9နှစ်အတွင်းမှာသူ့ရဲ့နိုင်ငံရေးပြန်ဘက်တွေကိုအကုန်လုံးဖမ်းစည်းမယ်။ဥမှအမျိုးမျိုးတက်ပြီးထောင်ထဲထည့်မယ်ဖမ်းမယ်ဖြိုခွင်းမယ်ပေါ့ဗျာ။အဲ့တော့နောင်မှာ ဒီကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကိုရှင်နိုင်တဲ့နိုင်ငံရေးသမားမြန်မာနိုင်ငံထဲမှာမရှိတော့လောက်အောင်ကိုစစ်တပ်ကစစ်တပ်နဲ့ကြက်ခိုင်ဖွံ့ဖြိုးနဲ့ပေါင်းပြီးတော့ဖြိုခွင်းလိုက်မယ်။အဲ့ဒါဆိုတေချာပြီးမြန်မာနိုင်ငံကတပ်ပါတီအာဏာရှင်စနစ်ဖြစ်ပြီးတော့အနည်းဆက်ဆုံးဥပမာပေးရရင်တရုတ်တို့ရုရှားတို့ဗီယက်နမ်တို့လိုပုံစံမျိုးနော်တရုတ်မှာတမရရှီကျင်းဖင်ကတေတပန်တတ်တဆုံတမရဖြစ်တယ်။ရွေးကောက်ပွဲလုပ်တယ်ဆိုတာလည်းသူတို့ဒီပါတီတစ်ခုတည်းကိုပဲမောင်ဖြူနဲ့မောင်မဲကိုပဲယူခိုင်းတာ။တခြားဘယ်ပါတီမှဝင်ရောက် ရှင်ပြိုင်လို့မရှိဘူးနိုင်ငံရေးပါတီတွေလည်းမရှိဘူးအဲ့လိုမရှိအောင်လဲရှီကျင်းဖင်ကကွန်မြူနတီပါတီအကျန်တဲ့နိုင်ငံရေးပြန်ပတ်တွေအကုန်လုံးကိုဖြိုခွင်းထားတယ်ရုရှားမှာလည်းအဲ့ဒါလိုပဲသမရပူတင်ကတီတပန်တက်တဆုံသမရဖြစ်တယ်ရွေးကောက်ပွဲလုပ်တယ်ဆိုတာလည်းပါတီတစ်ခုတည်းကိုပဲမောင်ဖြူနဲ့မောင်မဲကိုပဲရွေးခိုင်းတာကျန်တဲ့နိုင်ငံရေးပါတီတွေမရှိဘူးထူထောင်လို့လည်းမရဘူးစစ်တပ်ကပူတင်ကဖြိုခွင်းထားတာမြန်မာနိုင်ငံလည်းအဲ့ဒီလိုဖြစ်လာမယ် နော်စစ်တပ်ကသူ့ရဲ့နိုင်ငံရေးထွက်ပေါက်ရဖို့အတွက်2025မှာရွေးကောက်ပွဲလုပ်မယ်ရွေးကောက်ပွဲကနေစက်ခံဖွင့်ပြိုးရေးအာဏာရမယ်စက်ခံဖွင့်ပြိုးရေးအာဏာရရင်ဒီ9နှစ်တာကာလအတွင်းကျန်တဲ့နိုင်ငံရေးပြိုင်ဘက်တွေအကုန်လုံးကိုဖြိုခွင်းမယ်ပြီးရင်မြန်မာနိုင်ငံမှာတပါတီအာဏာရှင်စနစ်နဲ့တွားမယ်အဲ့ဒါဆိုရင်မြန်မာနိုင်ငံကကဘာတီတွေစက်ခံဖွင့်ပြိုးရေးတပါတီတဲ့ဒီဟိုအစိုးရပြည်မအစိုးရဖြစ်နေမယ်တိုင်းရင်းသားလက်နက်ကိုင်တွေတိုင်းရင်းသားအဖွဲ့တွေနဲ့ကတော့တို့အစဉ်ပြေတို့အပေးယူလုပ်မယ် အခုကအကုန်လုံးကပြောကြတယ်လေကျွန်တော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကနိုင်ငံရေးရေးချိန်အရန်နှိပ်တယ်ဟိုရေးရှိအနာကက်သွေးခေါ်နိုင်စွမ်းပြီးတော့စစ်ရေးအခြေအနေတုံးတက်နိုင်စွမ်းအဲ့လောက်မရှိကြဘူးလေနော်လိုင်းပေါ်မှာမြင်ရတဲ့အရာလောက်ကိုပဲဟောအဟုတ်ကြီးထင်တာအခုအကုန်လုံးကမြင်နေကြတယ်ပေါ့လေအာဒီဟိုအေအေက တနိုင်ငံလုံးကိုတိုက်တယ်ပေါ့နော် AWD ကိုလည်းရောက်လာတယ်ပကိုးကိုလည်းရောက်လာတယ်ပေါ့အဲဆရိုလာကဟိုနေပြည်တော်ထိလာတိမ့်ပေးမလားပေါ့နော်တိုင်းနာလက်နက်ကင်တွေကနေပြည်တော်ထိကိုလာတိမ့်မလားပေါ့အလုံးကဟိုဘယ်လိုလဲမျော်လင့်ကြတယ်နော်လက်ရှိမြင်နေရတဲ့အရာကိုပဲသူတို့ကြည့်တာတကယ်တမ်းကျတော့အဲ့ဒါလိုမဟုတ်ဘူးဗျအဲ့ဒါလိုလုံးဝမဟုတ်ဘူးနော်အသွေးမမားနဲ့ကိုအားကိုကိုနော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့စောက်ကြည့်ဘူးက sorry နော်နည်းနည်းရိုင်းသွားတယ်ဆိုတော့တမင်တကာရိုင်းအောင်ပြောတာလေနော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့စောက်ကြည့်ကိုကဘာလဲဟော ကဲတင်ရှင်မျောတဲ့စောက်ကြီးတွေရှိလို့ပြောပြတယ်နော်ဘယ်တိုင်းရင်းသားလက်နက်ကန်ရုံမှအကူလို့မရဘူးကျွန်တော်တို့မှီခိုလို့ရတယ်အကူညီတောင်းလို့ရတယ်မဟာမိတ်ဖွဲ့လို့ရတယ်နော်မှီခိုလို့ရတယ်အကူညီတောင်းလို့ရတယ်မဟာမိတ်ဖွဲ့လို့ရတယ်ဟိုတရားရာဂိုင်းနှုံးပြည့်အပြည့်ဝအကူလို့မရဘူးဘာလို့လဲဆိုတော့ခုနကျွန်တော်ပြောသလိုပဲနိုင်ငံရေးကအမြဲတမ်းမိတ်ဆွေအမြဲတမ်းရန်သူဆိုတာမရှိဘူးနော်ဒီတိုင်းရင်းသားလက်နက်ကန်တပ်ဖွဲ့တွေစတင်ဖွဲ့စည်းကလေးကိုက ဒီဗမာပြည်ရဲ့အစိုးရနော်မြန်မာနိုင်ငံရဲ့တမနာဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီလက်နက်ကင်အဖွဲ့ကိုဖွဲ့ခဲ့တာမဟုတ်ဘူးသူတို့ပြည်နယ်လွမြောက်ရေးအတွက်သူတို့ပြည်နယ်မှာသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက်သူတို့ဖွဲ့စည်းခဲ့တာသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရင်သူတို့ကျင့်တတ်တယ်အဲ့တော့စစ်တပ်ကဒီစကိုင်းမကွေးအညာသားတွေကိုရှင်းလင်းလိုက်ပြီးတော့ဒီဗမာပြည်လောက်ကိုပဲရွေးကောက်ပွဲလုပ်လိုက်ပြီးအဟိုအစိုးရတက်လာမယ်အဟိုအစိုးရတက်လာရင်ပြည်နယ်နဲ့ဘလို့ပေါင်းမလဲဆိုရင်အပေးယူလုပ်မယ်ခုနကျွန်တော်ပြောသလို90 90လုပ်မလား60 40လုပ်မလား ဟုတ်လားအ80 30လောက်မလားဥပမာကဲရခိုင်တပြည်နယ်လုံးကိုရခိုင်တက်တော့အေအေကတိမ့်လိုက်ပြီထားလိုက်โอเคတိမ့်လိုက်တယ်ဘာမှမဖြစ်ဘူးတိမ့်လိုက်ပြဿနာမရှိဘူးမင်းတို့ရခိုင်ပြည်မှာငါတို့ရွက်ကောက်ပွဲလည်းလာမလုပ်ဘူးငါတို့ဒီစစ်တပ်လည်းမလာဘူးမင်းတို့လည်းကမာပြည်တော့မလာခဲ့နဲ့ငါတို့လည်းမင်းတို့စီမလာဘူးเนาะဒါပေမဲ့ငါတို့ကဗဟုအစိုးရဖြစ်တယ်အဲ့ဒီတော့မင်းတို့ဗဟုအစိုးရကိုအခွန်ပေးရမယ်เนาะအဲ့တော့ရခိုင်ပြည်နယ်ကရတမြအခွန်ရဲ့၄၀ရာခိုင်နှုန်းကို ဘ ਹੁ အစိုးရကိုပေးရမယ်ပြီးရင်ဘ ਹੁ အစိုးရအနေနဲ့ပညာရေးကျန်းမာရေးနဲ့ဒီဒီအရက်ဘက်အောက်ချုပ်ရေးရုံးပဲလာဖွင့်မယ်เนาะရခိုင်ပြည်မှာရခိုင်စစ်တပ်ပဲဘလို့လုပ်မလဲဘယ်ကိုပြေးမလဲဘ ᱹ ဒုရင်ခွင်ထဲမှာခိုးလုံမလဲဘ ᱹ ဒုကိုအားကိုးမလဲအန်ယူဂျီကရောဘမလဲဒါကကျွန်တော်ကဖြစ်နိုင်ရည်ရှိတာကိုကျွန်တော်မြင်နေတဲ့အမြင်ကိုသုံးသပ်ပြီးတော့ပြောပြနေတာเนาะကဲအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့အစီအစဉ်ပြောင်းမယ်စစ်တပ်ကအဲ့ဒီလိုတွေလုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်စစ်တပ်ကအဲ့ဒီလိုလှုပ်လာနိုင်တဲ့အစီအစဉ်ကိုကျွန်တော်တို့သိတယ်ကျွန်တော်တို့တာမန်အယက်သားတယောက်တောင်အဲ့ဒီလိုစဉ်းစားပြီးသိနေတယ်ဆိုရင် NUG ထဲကခေါင်းဆောင်တွေလည်းဒါကိုသိမှာပဲနော်စစ်တပ်ကဒီဗမာပြည်မလောက်ကိုပဲရွေးကောက်ပွဲလုပ်ပြီးတော့မှတာရင်သားတွေနဲ့ဒီလေးငန်းနှစ်စာလောက်အပေးယူလုပ်ပြီးနေလိုက်မယ်စစ်တပ်ကနောက်မှာစစ်အင်အားတိဆောက်မယ်ပြီးတော့မှပြည်내တခုချင်းစီကိုပြန်သိမ်းမယ်ဗာညာပေါ့လေဒါကနောက်အနှစ်20 30 အစီအစဉ်ပေါ့ဒီလောလောဆယ်၅နှစ်ကတော့တိုင်းရင်းသားတွေလူချင်တာပေးပြီးတော့မှအပြစ်ကောက်ခဏညိန်လိုက်မယ်ပေါ့အဲအဲ့ဒီအစီအစဉ်ကိုသူတို့သိတယ်တိုင်းနာကောင်းဆောင်လည်းသိမယ်အန်ယူဂျီလည်းသိမယ်ဒါဆိုရင်ဒီကြံနေသေးတဲ့၅လပေါ့လေနောက်ထပ်၅လပဲကြံတော့တာဟုတ်အခုတောင်မှဒီ2025 9လရောက်နေပြီဆိုတော့နောက်ထပ်9လ6လအတွင်းမှာ NUG ကဒီမြို့ကြီးတွေထဲကိုထိုးဖောက်ဝင်ရောက်ပြီးတော့မှမြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်မလား ဲ့လိုဆင်နွှဲနိုင်ပြီဆိုရင် UNG ကမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီဆိုရင်တိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံးကအနောက်ကနေဝိုင်းဝန်းပန့်ပိုးအတူတူတိုက်ပွဲဝင်လာရင်မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်အမှန်တကယ်ချုပ်ငြိမ်းသွားပြီအဲ့ဒါဆိုရင်စစ်မှန်တဲ့ဖက်ထရယ်ပြည်တော်စုပေါ်လာပြီနောက်မှာဘယ်တော့မှစစ်တပ်ထိုးစစ်ဆင်မဲ့ပြည်တွင်းစစ်ဖြစ်လာနိုင်မဲ့စိုးရိမ်ကြောက်ကြမှုမြန်မာနိုင်ငံမှာလုံးဝမရှိတော့ဘူးနောက်တစ်ချိန်မှာငါတို့ပြည်နယ်ကိုစစ်တပ်ကအချိန်မရွေးစစ်လာတိုက်မလားဆိုတာကိုလည်းတိုင်းရင်းသားတွေလည်းစိုးရိမ်စရာမလိုတော့ဘူး။တိုင်းနာခေါင်းဆောင်တွေလည်းစိုးရိမ်စရာမလိုတော့ဘူး။တကယ်ဖက်တကယ် စစ်အာဏာရှင်စနစ်အမှန်တကယ်ပြုတ်ကျသွားရင်တိုင်းရင်းသားပြည်နယ်တွေလည်းနောက်တစ်ချိန်စစ်တပ်များငါတို့ကိုတစ်ချိန်ချိန်လေချောင်းလေချောင်းထိုးစစ်လာစင်မလားလေရင်တွေနဲ့ဘုံလာကျဲမလားရွာကိုပြီးလာရှို့မလားဆိုတဲ့စိုးရိမ်မှုတွေရှိမှာမဟုတ်တော့စိုးရိမ်စရာမလိုတော့ဘူးတကယ်အဲ့လိုမှမဟုတ်ပဲစစ်တပ်ကဟိုဥပမာပြဟိုကျွန်တော်တို့ဒီဟိုခင်ညွတ်လက်ထက်တုန်းကဒီ DKBA ကိုပေးတဲ့ငင်းချမ်းကြီးလိုပုံစံမျိုးပေါ့ဟောစစ်အာဏာရှင်ဆိုတာကတို့လူတုံးပဲ တုံးတာလေနော်သူတို့လိုတဲ့အခါပဲသူတို့ကောင်းတာမလိုအပ်တော့ရင်ချက်ချင်းထိုးစစ်စင်တာဖြိုခွင်းတာတွေလောက်တာပဲလေနော်အဲ့အဲ့ဒီဥပမာကောင်းကောင်းကအခု DKBA ရှိတယ်အချိန်တုန်းကလည်းစစ်တပ်ကခင်ညွတ်ဦးဆောင်တဲ့စစ်တပ်က DKBA နဲ့ဒီဒီကရင်ဘုံကျုပ်ဟလာအဖူးဘုံများတို့ကိုချင်းကပ်ခဲ့တာပဲလေငါတို့အပြစ်ခက်ရက်စဲပါမယ်ဘယ်တော့မှစစ်မတိုက်တော့ပါဘူးဆိုပြီးတော့မှဒီအယုံသွင်းပြီးတော့မှမတဘရောကိုလာပြီးထိုးစစ်စင်သွားတာပဲလေမတဘရောကြသွားတယ်လေအားလုံးသိတယ်နော်အဲ့တော့အခုလည်းအဲ့ဒီတိုင်းပဲစစ်တပ်ကဒီဒီခေတ္တခဏ ယာယီလိုချင်တာကိုပေးပြီးတော့သူစစ်တဲ့အင်အားကြီးအောင်အရင်လုပ်မယ်ပြီးတော့မှပြန်လဲပြီးတော့မှဒီပြည်နယ်တစ်ခုချင်းစီကိုပြန်တိုက်မယ်ဆိုတဲ့ဆိုရင်ချက်ရှိနေမှာပဲဒါပေမဲ့ဘလို့ပဲပြောပြောနလောဆယ်တော့ပြည်နယ်တွေမှာတိုင်းရင်းသားပြည်နယ်တွေမှာဒီစစ်ဖြစ်ထားတဲ့အတွက်ကြောင့်နော်စစ်ဘေးရှောင်တွေလိုအပ်ချက်တွေပြည်သူလူထုတွေငတ်မုတ်ခေါင်းမမှုတွေဖြစ်နေတာကိုယာယီပြည်လဲသွားအောင်တော့တိုင်းရင်းသားလက်နက်ကိုင်တွေကစစ်တပ်ကပေးလာတဲ့အခွင့်အရေးကိုကျင့်တတ်မှာပဲနော်အဲ့တော့ဟိုဥမာ90 90တို့60 40တို့80 30တို့စသဖြင့် အဲ့လောက်နဲ့စစ်တပ်ကအပေးယူလုတ်သွားရင်ကျင်းနဲ့သွားမှာဗျာသိလားအဲ့တော့အခုလောဆယ်ကဟောတိုင်းနာပြည်နယ်တွေမှာစစ်တွေဖြစ်နေတာစစ်တွေဖြစ်တာဘာကြောင့်လဲဆိုတော့နောက်တစ်ချိန်မှာဘ ਹੁ အစိုးရတက်လာတဲ့အခါဒီဒီရွေးကောက်ပွဲလုတ်ပစ်လိုက်လို့ဘ ਹੁ အစိုးရတက်လာတဲ့အခါမှာတိုင်းနာပြည်နယ်တွေမှာတိုင်းနာပြည်နယ်တွေကကိုယ့်ပြည်နယ်ကိုထိတ်ချုပ်ထားနိုင်ပြီဆိုရင်ဒီစစ်တပ်နဲ့နင်လားငါလားရင်မောင်းတန်းပြီးတော့လက်ညှိုးထိုးပြီးစကားပြောနိုင်အောင်လို့အခုဒီ တိုက်ပွဲတွေစစ်လွှဲနေတာမြို့တွေသိမ်းနေတာကဲလို့စစ်တပ်ကကဲစစ်မတိုက်တော့ဘူးငါတို့မင်းတို့ ਨੇ အပေးယူပဲလုပ်တော့မယ်နော်ဒီပြည်내အစိုးရကဗဟုအစိုးရကိုအခွန်40ရာခိုင်နှုန်းပေးရမယ်နော်အခုဖြစ်ဒီကျွန်တော်ကအခုတပြည့်လူတွေအားလုံးစိတ်ဝင်စားရတယ်အားလုံးအားကြနေတယ်ရခိုင်ပြည်နယ်ကိုပဲကျွန်တော်ဥပမာထားပြီးတော့ပြောမယ်2025ခုနှစ်ကုန်ဒီဇင်ဘာမှာစစ်တပ်ရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲဒီ ရွေးကောက်ပွဲကိုဒီဗမာပြည်နယ်မှာပဲလုပ်တာเนาะတိုင်းနာပြည်နယ်ကိုရွေးကောက်ပွဲမလုပ်ဘူး။ဘာလို့လဲဆိုတော့စစ်ဖြစ်နေလို့အမဲရောင်နယ်မြေကျညာပြီးတော့ရွေးကောက်ပွဲမလုပ်ဘူး။ဗမာပြည်နယ်တွေမြို့ကြီးတွေကိုပဲရွေးကောက်ပွဲလုပ်တယ်။ရွေးကောက်ပွဲအောင်မြင်သွားတယ်။ကြက်ခန့်ဖွံ့ဖြိုးရေးပါတီကเนาะမြန်မာနိုင်ငံရဲ့ဒုတိယစစ်တပ်ကြက်ခန့်ဖွံ့ဖြိုးရေးပါတီကအစိုးရဖြစ်တယ်။အစိုးရဖြစ်ရင်စစ်တပ်နဲ့ကြက်ခန့်ဖွံ့ဖြိုးရေးနဲ့ပေါင်းပြီးတော့ဒီတိုင်းနာပြည်နယ်တွေကိုသွားပြီးတော့မှနှိမ့်နိုင်မယ်။စစ်မတိုက်တော့ဘူး။အပေးယူလုပ်မယ်။အဲ့တော့မှလည်းကြက်ခန့်ဖွံ့ဖြိုးရေးကသူကအစိုးရလုပ်ပြီးအုပ်ချုပ်လို့ရမှာကိုအဲ့လိုအုပ်ချုပ်ရေး စစ်မဖြစ်တော့မှကြံ့ဖို့ကလည်းအုပ်ချုပ်လို့ရမှာလေအဲ့လိုအုပ်ချုပ်လို့ရဖို့အတွက်တိုင်းနာပြည်နယ်တွေကိုစစ်မတိုက်တော့ဘူးငါတို့အပေးယူလုပ်ကြမယ်ကဲဒါဆိုရင်ရခိုင်ပြည်နယ်ရခိုင်ပြည်နယ်ရခိုင်အစိုးရကဗဟုအစိုးရကိုရခိုင်ပြည်နယ်တပြည်နယ်လုံးကရရှိတဲ့အခွန်ရက်40ရာခိုင်နှုန်းကိုဗဟုအစိုးရကိုခွန်ဆောင်ရမယ်ဗဟုအစိုးရအနေနဲ့ရခိုင်ပြည်နယ်မှာစစ်တပ်လာမထားဘူးဒါပေမဲ့ဒီဒီ အရက်ပဲအုတ်ချုပ်ရေးယုံနေလားဖွေမယ်နော်။အမစီယုံတို့စီကန်းတို့စာတင်ချောင်းတို့နော်ဒီလာဝကတို့ဘာလို့ညာတို့ပေါ့ဗျာ။အဲ့လိုမျိုးလာထားမယ်။လုံချုံရေးကိုတော့ရခိုင်ပြည်နယ်ကိုရခိုင်စစ်တပ်ပဲတာဝန်ယူ။ငါတို့ဗဟိုအစိုးရကဒီအရက်ပဲအုတ်ချုပ်ရေးပဲလာထားမယ်။ပြီးရင်ဗဟိုအစိုးရကရခိုင်အစိုးရကဗဟိုအစိုးရကို40ရခိုင်နှုန်းအခွန်ဆောင်ရမယ်60 40အဲကျန်တဲ့ပြည်နယ်ကြီးအကရင်တို့တည်းဘာလို့လဲဒီတိုင်းပဲပေါ့အဲ့ဒါလို့အပေးယူလောက်လိုက်ရင်တိုင်းရင်းသားပြည်နယ်ကြီးကစစ်ပွဲချက်ချင်းရက်သွားမယ်စစ်တပ်နဲ့အပေးယူလောက်ပြီးတော့မှနေလိုက်ရင် နွေဦးတော်လှန်ရေးမှာပေါ်လာတဲ့ PDF တွေဘယ်ကိုသွားမလဲဘယ်ကိုပြေးမလဲဘ누구ကိုအဖေခေါ်မလဲဘာဆက်လုပ်မလဲ UNG ကရောက်ကမှာလဲအမေရိကန်မှာလား UK မှာလားစင်ကာပူမှာလားထိုင်းမှာလား UNG ရှိတဲ့နေရာကို PDF တွေပြေးမလားဒါမှမဟုတ်စစ်ကောင်စီဒီမှာလက်နက်ချမလားဒါမှမဟုတ်စစ်ကောင်စီထိုးစစ်ဆင်တဲ့အချိန်မှာ PDF တွေအကုန်လုံးကျဆုံးသွားမလားတခြားစဉ်းစားကြည့်နော်အဲ့ဒါကြောင့်အဲ့ဒီလိုတွေဖြစ်မလာဘူးဆိုရင်ဒီကြံနေတဲ့ငါးလအတွင်းကို အယူကြီးအနေနဲ့ဗမာပြည်နယ်ထဲထိဝင်ပြီးတော့တိမ့်ပိုက်ထိမ့်ချုပ်နိုင်ဖို့လိုအပ်တယ်ပြောလိုတာကဒီ9လအတွင်းမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲပြတ်ဖို့ဆိုရင် PDF တွေမြို့ထဲရောက်လာဖို့အရေးကြီးတယ်ဗျာအဲ့ဒီမြို့ထဲထိကိုမြို့သိမ့်တိုက်ပွဲဆင်နွှဲဖို့ PDF တွေမှာလက်နက်ခဲယမ်းစေဝါလုံလုံလောက်လောက်ရှိပြီလားအန်ယူဂျီကရော PDF ကိုလက်လက်အပြည့်အစုံတက်ဆင်ပေးပြီးပြီလားဒီ9လအတွင်းမှာမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့မြို့အแทးကို PDF တွေဝင်လာနိုင်ဖို့အတွက်အဲ့ဒီလိုမှအခုချိန်ထိဘာမှမပြင်ဆင်ရသေးဘူး PDF တွေအခုချိန်ထိ UNG ကဘာလက်လက်မှမရသေးဘူးဆိုရင်ဘာဆက်လုပ်ကြမလဲဒါကျွန်တော်စဉ်းစားဖို့ပေးတာเนาะကျွန်တော်မေးခွန်းတွေပဲပေးနေတာကျွန်တော်ပြောပြအကုန်မှန်တယ်ဆိုပြီးတော့မှပြောနေတာမဟုတ်ဘူးเนาะဒါတရားစဉ်းစားကြည့်အဲ့တော့ PDF တွေကိုတိုင်ထိုးဖောက်ထွက်နိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်2023ကတည်းကကျွန်တော်ပြောခဲ့တယ် PDF တွေကိုယ်တိုင်ထိုးပေါက်ထွက်နိုင်မှတော်လှန်ရေးအနိုင်ရမယ်ခုနကျွန်တော်ပြောသလိုဖြစ်လာရင် NUG ကမြေပြင်မှာမရှိဘူးလေမြေပြင်မှာတကယ်ရှိတာ PDF ပဲရှိတာအဲ့ဒီတော့ခုနကျွန်တော်ပြောတဲ့စစ်တပ်ရဲ့အစီအစဉ်တွေဒါအောင်မြင်သွားရင်ဘယ်လိုလုပ်မလဲ PDF တွေဘယ်လိုလုပ်မလဲဘယ်ကိုပြေးမှလဲဘယ်သူ့ကိုပြေးခွာမှလဲ NUG ကဘယ်မှာလဲအမေရိကန်မှာလား UK မှာလား Chess ပြည်သူ့တမရနိုင်ငံမှာလားဩစတြေးလျမှာလားထိုင်းမှာလားအဲ့ဒါ PDF တွေဘယ်ကိုပြေးမှလဲ တိုင်းနာနေမြေမှာသွားပြီးခိုးလုံးမှာလားတိုင်းနာနေမြေမှာသွားပြီးခိုးလုံးရင်စစ်တပ်နဲ့တိုင်းနာပြည်နယ်တွေအပေးယူလုထားပြီးဆိုရင်စစ်တပ်ကတော့အ ਨੇ ဆုံးကတော့မဖြစ်မနေတောင်းကိုတောင်းဆိုမယ်ဘာတောင်းဆိုမှာလဲဆိုတော့နွေဦးတော်လန်ရေးမှာပေါ်လာတဲ့ PDF တက်တွေကိုတိုင်းနာပြည်နယ်တွေမှာလက်မခံပါနဲ့လို့တောင်းဆိုမှာအဲ့ဒါတော့တေချာဖို့တောင်းဆိုမှာတေချာတယ်လုံးဝတေချာတယ်တကယ်ကိုတောင်းဆိုမှာအဲ့ဒီလိုတောင်းဆိုလာပြီးဆို PDF တွေကတိုင်းနာပြည်နယ်ကိုလည်းခိုးလုံစရာမရှိရင်ဘယ်လိုလုပ်မလဲဘယ်ကိုပြေးမလဲနော်နော်တေချာစဉ်းစားကြည့်ဖို့ပြောတာနော် အဲ့တော့ကျွန်တော်ဒီကြံနေတဲ့9လအတွင်းမှာ PDF တွေနဲ့ UNG ကတေချာပေါ့မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့လိုတယ်မြို့တဲကို UNG တက်တွေဝင်လာပြီးတော့မှမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးတော့မြို့တွေကိုတိမ့်ပိုက်ထိမ့်ချုပ်ပြီးတော့အစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲကိုပြက်အောင်ဖျက်ဆီးနိုင်ဖို့လိုအပ်တယ်အဲ့ဒါလိုမှမဟုတ်ရင်ခုနကကျွန်တော်ပြောတဲ့စိုးကျိုးတွေတောက်လျှောက်ခံစားရမယ်အဲ့တော့အဲ့ဒါလိုမဖြစ်လာဘူးဆိုရင်ကျွန်တော်တို့ပြည်သူလူထုအူးချင်းတယောက်ချင်းကလည်းရောတော်လှန်ရေးမှာပါဝင်ပေးပါထောက်ပံ့ပေးပါဝန်းရံပေးပါပြီးကြရင် ကိုနဲ့နီးစပ်တဲ့ PDF တွေကိုပြောပြပါမင်းတို့မှာ UNG စီကပေးတဲ့လက်နက်တွေရပြီလား UNG ကဒီ9လအတွင်းမှာဒီ9လအတွင်းမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက်နော်အမိတ်ပေးမှုတွေရောက်ပြီလားမင်းတို့အခုချိန်ကြီးဘာမှမရသေးရင်တော့မင်းတို့တစ်ခုခုကိုတော့ကြိုတင်ပြင်ဆင်ထားဖို့လိုပြီ PDF တွေကိုဝိုင်းပြီးတော့အတိပေးကြပါနော်ဒီလောက်ပါပဲကျွန်တော်တို့ကတော်လန်ကြီးကိုနှလုံးသားနဲ့လှုပ်တာလူမြင်ကောင်းအောင်လှုပ်တာမဟုတ်ဘူးနော်အဲ့ဒီတော့ဟိုပြည်သူလူထုကို လိန်ညာပြီးတော့ကောင်းတဲ့အရာတွေကိုကြီးပဲကျွန်တော်ဘယ်တော့မှပြောမှာမဟုတ်ကျွန်တော် PDF တယောက်ကြသွားတိုင်းကြသွားတိုင်းကျွန်တော်တို့မှမချိအောင်ခံစားရတယ်ကျွန်တော်တို့ကနှလုံးသားနဲ့လုပ်တာအဲ့တော့ဟိုအလှခံကောင်းရုံနမဲကြီးချင်ရုံလူထောက်ခံမှုရရုံကျွန်တော်တို့ဘယ်တော့မှလိန်ညာပြီးမပြောဘူးကျွန်တော်တို့လူငယ်လေးတွေတယောက်ကြသွားတိုင်းတယောက် ကြသွားတယ်ကျွန်တော်တို့ခံစားရတယ်အဲ့တော့ဒီ9လကျွန်းမှာမှ NUG ကမြို့သိမ်းတိုက်ပွဲမစင်နေနိုင်ဘူးเนาะရန်ကုန်မန္တလေးကိုမရောက်လာဘူးဆိုရင်တာရင်နာနဲ့စစ်တပ်နယ်ကအပြစ်ခက်ရက်ဆဲသွားရင်ဒီ PDF ဒီမှာပြေးစရာမြေမရှိအဖေခေါ်စရာမရှိဖြစ်သွားလိမ့်မယ်အရင်ကြီးကြီးတယ်เนาะကြာစင်းလာပါဒါအားလုံးပဲကျေးဇူးတင်ပါတယ်